ပဲအဓိကကတော့ကိုကအလုပ်ကိုပဲပို့ပြီးတော့ focus ထားပြီးတော့ကိုအောင်မြင်ဖို့အတွက်ပဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကျွန်တဲ့ဟိုကိုအာယုံနောက်စီမဲ့အရာတွေမကောင်းတဲ့အရာတွေဆိုလို့ရှိရင်သူအာယုံနဲ့မထည့်တော့ဘူးပေါ့နော်အဓိကအလုပ်ကိုပဲခေါင်းနဲ့ထည့်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့လည်းကိုရဲ့ကိုကအာပို့ပြီးတော့ blessing တွေအများကြီးပို့ရရှိလာရလို့ထင်တယ်အဓိကကတော့ကိုဘယ်လိုပြောရမလဲအဲတယောက်တည်း ပို့ပြီးတော့လုံရတဲ့အခါကျရှေ့ပို့ရောက်တယ်ပေါ့နော်။နှမဆိုလို့ရှိရင်အာယုံနောက်ဆရာရရှိလို့ရှိရင်အလုပ်ကိုထိခိုက်မှာဆိုလို့အခုကတော့အလုပ်ကိုပဲပို့ပြီးတော့စိတ်နေပြီးလုပ်ဖြစ်နေပါတယ်။ ောက်ပေါ်လာပြီး app ဖြစ်တဲ့ကြောင့်ဖြစ်ပါတယ်ဟုတ်ဒါ true ရဲ့ဒါ own production ပေါ့เนาะမဟာနေပြီးတော့အဲလောက်တဲ့ပွဲလေးတက်ဖြစ်တယ်ပြီးတော့ဟိုထထထထတို့မင်းဖို့မြတ်တို့လာပြီးတော့အကုန်လုံးလူပညာမောင်တို့အကုန်လုံးလာပြီးတော့ဝန်ရံပေးရပါကိုကိုရယ်ရောဒါထွေလာလေးချိန်ပြီးဟုတ်ထွေလာလေးကြည့်ပြီးပြီးသူကဟိုမြင်တွေ့နေကြပုံစံမျိုးလေးမတူဘူးပေါ့เนาะအာဒီဇလန်းလေးရောပြီးတော့သူတို့ယူထားတဲ့ကင်မရာအချူယူအစကာလာလေးရအစ နည်းနည်းစမ်းနေရပေါ့နော်မြင်တွေ့နေကြမဟုတ်ဘူးဆိုတော့ကြည်ရတာမိုက်မိုက်ပါတယ်အခုချူးရိုက်နေရတဲ့နေရာတွေကအဆင်ပြေပါတယ်အများကြီးလည်းရိုက်ထားတာဆိုတော့အဆင်ပြေပါတယ်အရင်အရင်တော့လည်းအဲ့လိုတငယ်ချင်းခံမရိုက်ဘူးဆိုတော့လည်းတစ်ခါမှလည်းမရိုက်ဘူးတို့လိုပေါ့နော်ဟုတ်လားမြိုက်ဘူးတို့လိုလက်လက်မခံဘူးဆိုတော့အဓိကကိုယ့်ရဲ့ character ပေါ်မှာမူတည်ပြီးတော့ကိုယ်စူးစမ်းအားထုတ်မှုပေါ်မှာပဲ try ခဲ့တာဆိုတော့အခုအခုလည်းအခုရိုက်နေရတဲ့ဟာတွေလည်း ကောင်းပါတယ်ဟုတ်တယ်အခုလည်းချူအပြိုင်ကြီးပဲရိုက်နေရဆိုတော့အဲပြီးတော့ကာရိုက်တာအဓိကကတော့အပြိုင်ကြီးတငယ်ချင်းခန်းနေပါရီဆိုတော့အထက်ပေါ့နော်ချူကဟိုဇာလန်းတစ်ခုပေါ်မှာလောက်ွက်ရရင်လက်ခံဖြစ်တာများတယ်အဲပြီးတော့အဓိကကတော့ကိုယ့်ရဲ့တရုပ်ဆောင်မှုအရေးသွေးကိုပြိတက်ကိုချပြချင်တာဆိုတော့ ကိုသွားမဲ့လမ်းကြောင်းပေါ်မှာလည်းနေရာတနေရာရဖို့တော့ကိုကအမြဲအကျိုးစားနေတဲ့သူတယောက်ဆိုတော့ဇလန်းပေါ်မှာနေရာကာရက်တာတစ်ခုရလို့ရှင်ချူလက်ခံပြီးတော့ရိုက်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဝင်တိုးကတော့ဒါချူအရန်မျောလင်းနေတဲ့ရုပ်ရှင်ကားကြီးပေါ့နော်ဒါဒီ20ရက်နေကြရင်လည်းယုံတင်တော့မှာဆိုတော့အခုလည်းပြိတ္တတွေအရန် သဘောကျပြီးတော့အပေးနေကြအမြင်ကတော့ဝမ်းသာပါတယ်ပြီးတော့ဒီကားလေးကဟာတာကားလေးဆိုတော့လေတချို့ရေကြတော့လေဝေဖန်တာလေးရှိတယ်လို့ဒါပေမဲ့အများသောအခင်ကတော့အကောင်မှတ်ချက်အကောင်လေးတွေပြုကြတော့တကယ်ဝမ်းသာပါတယ်အဲဒီထဲမှာဒါချူအရှိပိုင်းမှာရိုက်ခဲ့တာချူဗန်ကာရက်တာကြီးအများကြီးပေါ့နော်ဒီကန်နဝင်းကတိုးမှာကြတော့အဲဒီမူမူကတော့ရသူရိုးရိုးအေးအေးလေးပေါ့အဲ့ဒီပေါ်မှာချူရဲ့ဒီ ဇလန်းမြုပ်ကွက်အနေနဲ့ဒရမာချိုးတဲ့အခန်းကြီးလဲပါမှာဒီဟာတာကားထဲမှာမှာဒရမာချိုးမဲ့အပိုင်းကဏ္ဍမှာကိုကပါဝင်ထားတာဆိုတော့အများကြီးစူးစမ်းထားတဲ့ပုံမှာအများကြီးတော့မျောမျောလင့်နေပေါ့နော်မျောလင့်နေဆိုတော့ပရိသတ်သဘောကျနှစ်သက်လိုက်မယ်လို့ချိုးတော့ထင်ပါတယ်ဟုတ်ဟုတ်ရုပ်ရှင်ကားကြီးမှာတော့ထက်တဲ့နေရာဒါဖမအုံဆုံးဆုံးပြစ်တာပေါ့နော်ဒါသူနဲ့ကရုပ်ရှင်ကားမဆုံးခင်ကလေးကလည်းအရင်ကလေးက Miss လောကတွေကကိုရီးယားခင်မင်နေကြတာဆိုတော့ဒါကိုတငယ်ချင်းတွေပြန်တွေ့ကြတဲ့အခါမှာလည်းအဆင်ပြေတယ်အပေးယူမြမြနဲ့ပဲအကောင်းဆုံးစူးစမ်းခဲ့ကြတာဆိုတော့သူလည်းအဲ့ထက်မှာ အများကြီးစ조사ထားရပေါ့နော်ဟုတ်ကိုနေတော့နေရတော့ဒါပတ်စချိန်မှာဆိုကိုနေတော့နေရတရေကားမှာချူဆုံဆုံဘူးတယ်ဒါဒီကန်တော်ဝင်ကတိုးကတော့ဒုတိယမြို့ရွှေရှင်ကားကြီးပါဟုတ်သူအဟာတာလေးရောချူလုတ်ချင်ပါရဲ့ဒါဟာတာကတော့သူတစ်ခါမှမရိုက်ဘူးသေးဘူးပေါ့နော်ဒါပေမဲ့ဟိုရှေ့ပိုင်းမှာတရေကားတို့အခုကန်တော်ဝင်ကတိုးလဲဒါဟာတာကားပဲဆိုတော့အဓိကကတော့ချူရလေးဟာတာတွေကိုလေအဲ့လိုမျိုးအရင်ဘယ်လိုပြောရမလဲဂလီထိုးပြီးရတဲ့ဟာတာမျိုးတွေမဟုတ်ဘဲနဲ့အဲ့လိုမျိုးတော့ တော်တော်လက်လက်လေးနဲ့အဲ့လိုမျိုးပေါ့ဟို character ချစ်စရာကောင်းတဲ့အဲ့လိုဟာတာပုံစံလေးတွေရှူအဲရိုက်ခူးခြင်းပါတယ်ရိုက်ခူးခြင်းလည်းဆိုတာထက်ပေါ့နော်စ조사ကြည့်ခြင်းလားဘာလို့ဆိုဟိုအတာတယောက်တယောက်ဆောင်တယောက်ဆိုတာဘတ်ဆောင်တော်နေမှလေဘတ်ဆောင်လုံးနိုင်မှတယောက်ဆောင်ကောင်းတယောက်ဘုရားပညာသမားကောင်းတယောက်ဖြစ်တာဆိုတော့ကိုမလောက်ခူးတဲ့အရာလေးတွေရှူစ조사ကြည့်ခြင်းပါတယ်ဟုတ်ကဲ့ ဟာတာဟုတ်တယ်ဟာတာအဲ့လို drummer ထပ်ပို့ပြီးတော့ခတ်တယ်အရင်တော့ဆိုလို့ရှိရင် drummer ကအရင်ခတ်တယ်လို့ပေါ်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဟာတာကလူတယောက်ကိုရီအောင်လုပ်ဖို့ကအရင်ခတ်ခဲ့တယ်ပေါ့နော်အဓိကကတော့အဲ့လိုခုနအချူပြောသလိုဂလီထိုးပြီးရီရတဲ့အရာမျိုးမဖြစ်အောင်ပေါ့နော်ဆိုတော့ကိုနဲ့လည်း live ဖတ်မှုရှိတဲ့ဟာတာလေးပေါ့ကိုမျက်နှာအများတန်းမျက်နှာထားရမ်းမာတဲ့ခါကျတော့ဟိုဟာတာဆိုပေမဲ့အဲ့လိုရုပ်တည်ပြီးတော့ဟာတာလုပ်လို့ရတဲ့အရာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့လိုအရင်ရုပ်တည် ဟိုရုပ်ပြဆင်းပြက်ကြီးဟာတာကြီးလောက်ရတာမျိုးမဟုတ်ပဲねဟာတာကိုဟာတာအဓိကတော့ပြိတ္တရှင်အဆင်ပြေပေါ့နော်ဆိုတော့ကိုလဲစူးစမ်းကြည့်ချင်ပါသေးတယ် ်ကျိုးလုံချောင်းမှုတွေကကျိုးဇလန်တွဲတွေလည်းရိုက်ထားရတယ်အများကြီးရှိရထွက်လာဖို့လည်းရှိရပေါ့နော်ပြီးတော့အခု20ရက်နေကြလို့ရှိရင်ကန်လဝင်ကတိုးလည်းယုံတင်တော့မယ်အာပြီးတော့ရုပ်ရှင်ကားတွေလည်းအခြားရိုက်ထားတဲ့ကားတွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒါတွေလည်းဒီနှစ်ထဲမှာပဲတင်မဲ့ထင်တယ်ပေါ့နော်ဆိုတော့ဒီဇလန်တွဲနဲ့ဗီဒီယိုကားတွေရိုက်ဖို့လည်းကျိုးနောက်နောက်တစ်ပတ်ကြလို့ရှိရင်ဇက်ကားတွေရိုက်ဖို့ပြန်ပြီးတော့ ကန့်ဝင်ရတော့မယ်ပေါ့နော်ဇကားရိုက်ဖို့ပြင်ပြင်ဆင်ရတော့ပါမယ်ဟုတ်ဟုတ်တယောက်တည်းပဲအလုတ်အလုတ်တက်ပဲအဓိကကတော့ကိုကအလုတ်ကိုပဲပို့ပြီးတော့ focus ထားပြီးတော့ကိုအောင်မြင်ဖို့အတွက်ပဲစူးစမ်းချင်တာဖြစ်တဲ့အတွက်ကျန်တဲ့ကိုအာယုံနောက်စီမဲ့အရာတွေမကောင်းတဲ့အရာတွေဆိုလို့ရှိရင်သူအာယုံနဲ့မထည့်တော့ဘူးပေါ့နော်အဓိကအလုတ်ကိုပဲခေါင်းနဲ့ထည့်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့လည်းကိုရဲ့ကိုကအပို့ပြီးတော့ blessing တွေအများကြီးပို့ရရှိလာရလို့ထင်တယ်အဓိကကတော့ဟိုဘယ်လိုပြောရမလဲအဲ တယောက်တည်းပို့ပြီးတော့လုံရတဲ့အခါကျရှေ့ပို့ရောက်တယ်ပေါ့နော်။ဘာလို့ဆိုလို့ရှင်အာယုံနောက်ဆရာတွေရှိလို့ရှင်အလုပ်ကိုထိခိုက်မှာဆိုလို့အခုကတော့အလုပ်ကိုပဲပို့ပြီးတော့စိတ်နေပြီးလုပ်ဖြစ်နေပါတယ်။အဲလိုတော့ချူမမှတ်ထားမိဘူးပေါ့နော်လရတဲ့ကအဓိကတော့ဟို ကိုအလုံးလုံးနေရယ်ဘယ်နှစ်မှငါကောင်းဆုံးကအလုံးလုံးခဲ့ရယ်ဆိုတော့ရှင်းနှစ်မှဆိုသူအလုံးတွေအများကြီးလုတ်ခဲ့ရတာပေါ့နော်။စကားကြီးလည်းအများကြီးရိုက်ခဲ့ရတယ်ဆိုတော့အခုဒီနှစ်မှပို့ပြီးထွက်လာတာပေါ့နော်။အဲ့လာတွေတော့အလိုမမတ်ရငါဘယ်လာမှဘလို့ကန်ကောင်းနေဆိုတော့တတိမထားမိဘူးပေါ့နော်။အာချစ်စစ်ကိုဟိုးရင်ခဲ့ရပေါ့နော်။ယနေ့အချိန်ထိအာချူရဲ့အမှုပညာလှူရှာမှုမှန်တမ်းများကိုအာအားပေးဝင်ရံပေးကြတဲ့တူတယောက်ချင်းစီတိုင်းချူစစ်ကျေးဇူးများအတင်ပါတယ်လို့ချူစစ်ကိုဆက်ပြီးတော့လည်းအားပေးဝင်ရံကြပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများအတင်ပါတယ်